thank you မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။လာရှုမျိုးအလွယ်အပြောင်းတရုတ်ထူကိုစလဲလာရောက်ကြီးကြပ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမျိုးကနေ MNDA တပ်တွင် EPL 22ရက်အပီးသက်ဆုတ်ခွာနေပြီးစစ်ကောင်စီထံ EPL 22ရက်နေ့မှာအလွယ်အပြောင်းလုပ်ဖို့စီစဉ်နေကြတယ်လို့လာရှုမျိုးကနေကသတင်းဌာနကိုပြောပါရယ်။အလွယ်အပြောင်းလုပ်ဖို့အတွက်တရုတ်နိုင်ငံကြိုင်းဝင်ကြီးဌာနအာရှအရာထူကိုစလဲမစ္စတာတင်ရှိကျွင်းကိုတိုင်လာရှုမျိုးစစ်နကောင်ဟိုတယ်မှာရောက်ရှိပြီးဂျာဝင်ဆောင်ရွက်နေတာလို့လုံ ုံကြီးရအမည်မဖော်လို့တဲ့လာရှုမြုပ်ကန်တအုပ်ကပြောပါရယ်သူတို့သတ်မှတ်ထားတာကဒီနေ့နောက်ဆုံးနေ့ပေါ့နော်မင်းကတော့မစ္စတာတင်ရှိချင်းကလင်းရင်ကွင်းရက်ွက်ပူတာရက်ွက်တို့မြို့အချင်းကြီးပတ်ကြည့်နေရတယ်တွေ့ရယ်ကိုကန်တက်တော်တော်များများတော့ထွက်သွားကြပြီဒီကနေ့တော့လောလောဆယ်သူတို့ရှုံးပေါ့နော်စစ်ကောင်စီရုံးတို့ကိုဘယ်မှာဘာလုပ်နေလဲတော့မသိဘူးဒီနေ့တော့တရုတ်ကားတွေမြန်မာလိုဆိုရင်တရုတ်စီးပင်းကားတွေဖြစ်မဲ့သူတို့မီးတင်နေတင်ပြီးတော့ဝင်လာတယ် ဒီမှာမီးစက်တွေကမရှိတော့ဘူးလေဒီကနေ့ကတော့ကိုကန် MND အဖွဲ့ကသူတို့အခြေချမယ်မြို့နယ်၃မိုင်လောက်ကွာကိုအပီးရွှေ့ရမယ်ရက်ွက်ဆက်နှစ်ရက်ွက်စလုံးအပီးထွက်ပေးရမှာပေါ့ဒီနေ့မှာတော့လာရှုမြို့ပေါ်မှာလွင့်တူထားတဲ့ကိုကန်တက် MND ရဲ့အလန်နီကိုပါဖြုတ်သိမ်းပြီလို့ဒေသခံတွေကပြောပါတယ်မစ္စတာတင်ရှိချင်းကအီပီလာ၁၈ရက်နေ့ကတရုတ်နိုင်ငံအလန်နဲ့ပြစ်ခတ်ရဲစဲမှုစောင့်ကြည့်အဖွဲ့ဆိုပြီးစာရန်နီကတ်ထားတဲ့မော်တော်ယာဉ်တွေနဲ့တူရောက်ရှိလာတာလို့ဒေသခံတွေကပြောပါတယ်သူကအီပီလာ၂၂ရက်နေ့ထိလာရှုမြို့မှာရှိနေအောင်မယ်လို့လည်းဆိုပါတယ် လာရှုမြို့မှာစစ်ကောင်စီဘက်ကကိုစလဲရီနဲ့ကိုကန်တပ်ဘက်ကတာဝန်ရှိသူတွေပါရှိနေပြီးမစ္စတာတိန်ရှိကျွင်းပါဝင်နေအကျိုးညှိနှိုင်းမှုတွေလှုံ့ဆော်နေတာရှိပြီးမြင်အသေးစိတ်ကိုတော့မသိရသေးဘူးလို့လာရှုမြို့ကန်ဒီကပြောပါရယ်။ဒါနဲ့ပတ်သက်လို့တရုတ်နိုင်ငံဘက်ကတစုံတရာထုတ်ပြန်ပြောဆိုတာမျိုးမရှိသေးသလိုရန်ကုန်မြို့အခြေဆိုင်မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကိုသတင်းဌာနကအီးမီကနေဆက်သွယ်မေးမြန်းထားပြီးမြင်အကြောင်းမပြန်ပါဘူး။ ဖရင်အစိုးရရဲကဂျောင်းဝင်ဆောင်ရမှုနဲ့ကိုကန့်တံမတော် MND နဲ့စစ်ကောင်စီတို့တရုတ်နိုင်ငံကုမင်းမြို့မှာပြီးခဲ့တဲ့ဇန်နဝါရီ16ရက်ကစလို့အပြစ်ခတ်ရစရေးသဘောတူခဲ့ကြတာလို့အဲ့ဒီအချိန်ကတရုတ်နိုင်ငံဂျိုင်းဝင်ကြီးဌာနကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာ MND နဲ့စစ်ကောင်စီတို့ကြားဘယ်အချက်ကိုသဘောတူခဲ့ကြတယ်ဆိုတာကိုတရုတ်ဝင်ထုတ်ပေါ်ပြောဆိုတာမရှိကြပေမယ့်အပြစ်ခတ်ရစပြီး3လခန့်အကြာမှာလာရှုမျိုးကနေ MND တက်တွေးဆုတ်ခွာပြီးစစ်ကောင်စီအုပ်ချုပ်ရေးရန်တရားနဲ့လက်ပတ်မဲ့အစည်းအဝေးထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ဒေသ သကံတွေကတော့မကြခင်စစ်ကောင်စီလက်အောက်ရောက်ရှိတော့မယ့်အခြေအနေကိုစိုးရိမ်နေကြတယ်လို့လုံခြုံရေးရအမည်မဖော်လိုတဲ့လာရှုမျိုးကံတုံးကပြောပါတယ်။အခုပြန်ဝင်လာတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုံစံနဲ့ပြန်ဝင်လာမယ့်ပြည်သူကိုနှိမ့်ဆက်မလားပြည်သူကိုညှဉ်းပန်းမလားဆိုတာဘာမှချမပြရတော့စိုးရိမ်စိတ်တခုတည်းနဲ့ရက်တည်နေကြတာပေါ့။အဓိကအချက်ကတော့သူတို့ပြန်ဝင်ရင်ဒီမှာရှိတဲ့ကလေးတွေကိုစစ်သားစုဆောင်မလားနိုင်ငံရေးနဲ့ဆက်ဆက်တဲ့သူတွေကိုဖမ်းမလားအရင်ပုံစံအတိုင်းပဲပြည်သူကိုကုတ်ညှဉ်းမလားဆိုတာကိုတွေးမိတယ်။ စစ်ကောင်စီနဲ့ညှိထားတဲ့သူတွေကတော့ရှောင်ကြတယ်ကြံတဲ့သူတွေကတော့ပုံမှန်အတိုင်းပါပဲစစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခရှိယာလာရှုမျိုးကိုကိုကန့်တက်တော် MND က2024ခုနှစ်ဩဂုတ်လ3ရက်နေ့ကအပိသက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးသူတို့ရဲ့အုပ်ချုပ်ရေးရန်တရားနဲ့လက်ပတ်ခဲ့တာပါအခုတော့စစ်ကောင်စီလက်ထက်ကိုလွှဲပြောင်းတော့မှာဖြစ်ပြီးမယ် MND ကပူးတွဲအုပ်ချုပ်ခွင့်ရှိနေအောင်မှာဖြစ်လို့အခြေအနေတွေကိုစောင့်ကြည့်ရအောင်မယ်လို့တရုတ်နိုင်ငံအခြေဆိုင်မြမအရေးလီလာတုံးသက်သူဒေါက်တာလှကျော်စောကသတင်းဌာနကိုပြောပါရင် ကျမတို့တော်လိုင်းဘက်ကကြည့်တော့မယ်ဒီလောက်ဒီအသက်သွေးချွေးနဲ့ပေးထားတဲ့ဟာကြီးကိုပြန်ပေးလိုက်ရတာရှင်နာစရာပေါ့ဒါပေမဲ့ကျမတို့ကတစုံတရာပူရဲအုပ်ချုပ်ခွင့်ရတယ်နောက်တစ်ခုကကုံသွယ်ရေးတွေပြန်ဖွင့်မယ်ဆိုတော့အဲ့ဒီဒေတာကပြည်သူလူထုတွေတက်တာချောင်းကြည့်မယ်အဲ့ဒီဘက်ကကြည့်ရင်တော့အကောင့်တွေရှိရဲ့အဲ့တော့ကျမတို့နည်းနည်းစောင့်ကြည့်ဖို့တော့လုပ်မယ်တရုတ်ရဲ့ခြေလန်းကသူကဖွံ့ဖြိုးတိုးတက်မှုရှိရင်စစ်မှန်ရေးရာတွေကြာသွားနိုင်တယ်လို့သူကတွက်တယ်ဒါကြောင့်မို့လို့သူကဖွံ့ဖြိုးတိုးတက်ရေးလမ်းကိုအတင်းလိုက်နေတာ ဝါနဲ့မိုင်းလာဒေတာတွေမှာလည်းရခိုင်ကမြန်မာစစ်တပ်ကမှပူးတွဲအုပ်ချုပ်တာတွေရှိခဲ့ပေမဲ့နောက်ပိုင်းမှာဆုတ်ခွာသွားတာကြောင့်အခုလည်းအုပ်ချုပ်ရေးနဲ့ပြန်လည်ထူထောင်ရေးပုံတံတွေဘလို့ဖြစ်လာမလဲဆိုတာကိုစောင့်ကြည့်ဖို့လိုအောင်မယ်လို့သူကဆိုပါတယ်။လာရှုမျိုးကအခြေအနေတွေနဲ့ပတ်သက်လို့စစ်ကောင်စီနဲ့ MND ဘက်ကတစုံတရာထုတ်ပြန်တာမရှိဘူးလို့သူတို့ရဲ့ပြောခွင့်ရသူတွေထံသတင်းဌာနကမေးမြန်းခဲ့ပြီးမဲ့ဖုန်းလက်ခံဖြည့်ဆိုတာမရှိပါဘူး။ ဒေသခံတွေကတော့လာရှိုးမြို့ကနေ MNDA တပ်တွေစုခွာပြီးစစ်ကောင်စီတန်းလွှဲပြောင်းမှဖြစ်ပေမဲ့မြို့နယ်သုံးမိုင်ကျော်ခန့်ကွာမှာတော့ MNDA တပ်တွေဆက်ရှိနေမှာဖြစ်တယ်လို့ပြောပါရယ်ကိုကန်တန် MNDA က2029စစ်စင်ရေးမှာလာရှိုးအပါအဝင်ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့ကိုမြို့ကိုတင်ပိုက်ခဲ့တာဖြစ်ပါရယ်နောက်ထပ်တပုတ်အနေနဲ့နေပြီးတော့ကပ္ပစ73မှာစစ်ကောင်စီဗိုလ်မှူးနယ်ဖွဲ့ကို PNL ဖမ်းဆီးတဲ့ကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီညုံဆိုင်ရနေပြီးတော့ဥဒရတီမြို့နယ်လမ်းပိုင်းတနီယာကိုအေပြင်းလာ19ရက်နေ့ကပြည်သူ့လူမျိုးရေးတပ်မတော် PNL ကထိန်းချုပ်ခဲ့ပြီး ီးတော့ MS 73ကာကွယ်ပစ္စည်းဆိုင်ရုံကစစ်ကောင်စီဗိုလ်မှူးနယ်ဖွဲ့ကိုဖမ်းဆီးမိခဲ့တယ်လို့ပြည်အလင်းကထုတ်ပြန်ပါတယ်။ MS 73ကဘာစားဆိုင်ရုံကဗိုလ်မှူးဖြိုမင်းကျော် MS 910စစ်မြေပြင်အင်ဂျင်နီယာတရင်အမှတ်3တက်ခွဲကတကြက်အောင်စုံနိုင်နဲ့ရဲတကြက်ထွန်းပြည်စုံတို့ကိုဖမ်းမိခဲ့တယ်လို့ဆိုပါရတယ်။သူတို့တောင်းကိုဖမ်းမိပြီးပြန်ထွက်မှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးသုံးလုံးတိစုံသွားခဲ့တယ်လို့ပြည်အလင်းဖွဲ့တာဝန်ရှိသူတောင်းကပြောပါရတယ်။ဖမ်းဆီးမိတဲ့ပုံမှုနဲ့ အဖွဲ့ဌာန်စစ်ဘက်ဆိုင်ရာအတုံးဆောင်တွေနဲ့ငွေကြေးကာလတန်ဖိုးတက်သိန်း2000ကျော်တင်ဆက်ရမိခဲ့တယ်လို့ PNLi ကထုတ်ပြန်ပါတယ်။စစ်ကောင်စီဘုံမှုအပောင်းဝင်း3ဦးတည်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီးစစ်ကောင်စီဘွယ်ပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကိုတရင်ဌာနကဆက်သွယ်ခဲ့ပြီးမြန်လက်ခံဖြေဆိုတာမျိုးမရှိပါဘူး။နောက်ထပ်တစ်ပုတ်အနေနဲ့ကုန်သွယ်ရေးစစ်ပွဲမှာအမေရိကန်နဲ့ပူးပေါင်းတဲ့နိုင်ငံများကိုအရေးယူမယ်လို့တရုတ်သတိပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။လက်ရှိဖြစ်ပေါ်နေတဲ့ကုန်သွယ်ရေးစစ်ပွဲမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ကုန်သွယ်ရေးသဘောတူညီချက်တွေဆွေးနွေးတဲ့နိုင်ငံတွေကိုအရေးယူမှုတွေလို့ ဆောင်သွားမယ်လို့ တရုတ်အစိုးရကအေပရီလ21ရက်နေ့မှာတတိပြင်းလိုက်ပါတယ်တရုတ်ကုတန်ရောင်းဝယ်ရေးဝန်ကြီးဌာန website ရဲ့အမည်ဖြင့်ကဏ္ဍမှာအမေရိကန်ကကုန်သွယ်ရေးမိဖက်အားလုံးပေါ်တင်ကြုံပြီးအခွန်ကောက်များတိုးမြင့်ကောက်ခံနေသလိုအခွန်ကိစ္စကိုဆွေးနွေးညှိနှိုင်းဖို့လည်းအတင်းအကျပ်ဖိအားပေးနေကြောင်းဖော်ပြထားပါတယ်သက်ဆိုင်ရာနိုင်ငံများအနေနဲ့တမိုင်းရဲ့အမှန်တရားပတ်မှာရှက်တီဖို့လည်းအစိုးရ website မှာအမည်မဖော်လိုတဲ့ပြောရေးဆိုခွင့်ရှိသူတရုတ်အစိုးရအရာရှိကတိုက်တွန်းထားပါတယ်တရုတ်နိုင်ငံရဲ့အကျိုးစီးပွားကိုပြက်စီးစေတဲ့မြေတီအဖွဲ့အစည်းရဲ့အမေရိကန်ရဲ့သဘောတူညီချက်မျိုးကိုမဆိုတရုတ်နိုင်ငံက ပြက်ပြက်သားသားကန့်ကွက်တဲ့ဒီလိုဖြစ်ပေါ်လာပါကတရုတ်နိုင်ငံဘက်ကလက်ခံမှာမဟုတ်ဘဲလက်တုံ့ပြန်အရေးယူမှုတွေပြက်ပြက်သားသားလုံဆောင်မယ်လို့အဆိုပါတရုတ်ရာရှိကပြောပါရယ်သမရထရန့်ကတရုတ်နိုင်ငံကလွှဲပြီးအခြားနိုင်ငံတွေပေါ်အခွန်ကောက်များရက်60ရက်ဆိုင်ထားစဉ်ဂျပန်ရာရှိများဝါရှင်တန်မှာကုန်သွယ်ရေးဆွေးနွေးပွဲများပြုလုပ်လျက်ရှိပါရယ်နှစ်နိုင်ငံကြားအခွန်များအပြန်အလှန်တိုးမြင့်ခဲ့ကြရမှာအမေရိကန်ကတရုတ်ကုန်ပစ္စည်းတွေအပေါ်245ရာခိုင်နှုန်းအထိနဲ့တရုတ်ကအမေရိကန်ပို့ကုန်တွေပေါ်125ရာခိုင်နှုန်းထိရှိခဲ့ပါရယ် အခွန်အခောက်များဆက်လက်တိုးမြင့်ပါကတရုတ်နေနဲ့၎င်းရဲ့ GDP 900ကိုင်လုံးတိုးတက်ရေးရှိမှန်းချက်ကိုလွှဲချော်သွားနိုင်ကြောင်းစီးပွားရေးပညာရှင်တွေကသတိပေးပါတယ်တရုတ်ဆိုရကနိုင်ငံရေးစီးပွားရေးကိုပံ့ပိုးနိုင်ဖို့အခြေခံအဆောက်အအုံနဲ့ထောက်ပံ့ငွေတွေအတွက်ယွမ်း1.3ထရီလီယံအမေရိကန်ဒေါ်လာ188ဘီလီယံတန်ဖိုးရှိသက်တမ်းရှိအထူးချင်းငွေစာချုပ်များထုတ်ဝေဖို့စီစဉ်ထားပါတယ်တရုတ်ဗဟိုဘဏ်အနေနဲ့ထိန်းသိမ်းထားရမယ့်အရန်ငွေလိုအပ်ချက်အချို့ကိုရှော့ချကကနအူးအဆင့်တွေချင်းငွေလုပ်ငန်းတွေကိုအားပေးလိမ့်မယ်လို့လ ీల သုံးသက်သူတို့ကခန့်မှန်းထားပါတယ် တရုတ်ကဒိုင်းရိုက်အတုံလုံးရှော့ချပါကအမေရိကန်ရဲ့အတုံလုံးများနဲ့ကွာဟာချက်များပုံမျိုးချင်းပြန့်စီပြီးတရုတ်နိုင်ငံမှာငွေကြေးများပြိပကိုအလင်းမြန်ရောက်ရှိသွားနိုင်တာအန်ဒီရဲ့ရှိနေပါတယ်။ဆလဘီစစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်တလားတွင်အမျိုးသမီး60ကျော်တိစုံနေကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်2025မလာတလာတွင်အမျိုးသမီး66ဦးတည်ဆုံခဲ့ပြီးဒဏ်ရာရရှိသူ88ဦးရှိရလို့မြမအမျိုးသမီးတမကက BUW က AB လ16ရက်နေ့မှာထုတ်ပြန်ပါတယ်စစ်ကောင်စီရဲ့လေကြောင်းဖုံးကျဲတိုက်ခိုက်မှုကြောင့်50ဦးနဲ့ပြည်သူများရဲ့ရွာနဲ့နေအိမ်များပြတ်မတ်ထားလက်နက်ကြီးပစ်ခတ်မှုကြောင့်9ဦးသေဆုံးသွားကြောင်းထုတ်ပြန်ပါတယ်ဒါအပြင်မြေမြုံမိုင်းကြောင့်9ဦးအကြမ်းဖက်စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်9ဦးမိရှို့တပ်ဖြတ်မှုကြောင့်တအုပ်နဲ့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့်တအုပ်နဲ့တေဆုံးခဲ့ရတယ်လို့ဆိုပါတယ်အဲ့ဒီတေဆုံသူတွေအားလုံးထဲမှာ24ဦးကအသက်18နှစ်အောင်အမျိုးသမီးငယ်များဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်49ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်နှစ်ဦးနဲ့ 123ဦးမြေမြုံမိုင်းကြောင်15ဦးနဲ့ရိုင်းနှက်ခံရမှုကြောင့်တဦးစုစုပေါင်းမျိုးသမီး88ဦးမှလည်းတန်ရာရရှိခဲ့တယ်လို့ BUW ကထုတ်ပြန်ပါတယ်။တည်ဆုံးခဲ့ရတဲ့မျိုးသမီး66ဦးမှစကိုင်းတိုင်းဒေသကြီး9ဦးကချင်ပြည်နယ်2ဦးမန္တလေးတိုင်းဒေသကြီး12ဦးရှမ်းပြည်နယ်12ဦးမကွေးတိုင်းဒေသကြီး15ဦးကရင်ပြည်နယ်2ဦးပဲခူးတိုင်းဒေသကြီး9ဦးရခိုင်ပြည်နယ်2ဦးကရင်ပြည်နယ်2ဦးအရာရီတိုင်းဒေသကြီး1ဦးနဲ့တနင်္သာရီတိုင်းဒေသကြီး2ဦးလို့ဖြစ်ကြပါတယ်။ အဆိုပါချက်လက်များမှာတိကျခိုင်လုံပြီးမြေပြင်အခြေအနေမှာရှကူချက်လက်များထက်ကိန်းကနံပုံများပြားနိုင်တယ်လို့ဆိုပါတယ်မြန်မာပြည်သူများငလင်တန်းကြောင့်ပူဆွေးတော့ခရောက်နေရတော့လဲအာနာသိန်းစစ်ကောင်စီကအမျိုးမျိုးသောလူခွင့်ရေးချိုးဖောက်မှုတွေကိုနှီးမျိုးစုံနဲ့ပြောင်ပြောင်တင်းတင်းဆက်လက်ကျူးလွန်နေတာကြောင့်အမျိုးသမီးတွေနဲ့မင်းကလေးငယ်တွေကနေ့စဉ်နဲ့များအသက်ဆုံးရှုံးနေရတယ်လို့မြန်မာအမျိုးသမီးသမဂ္ဂကပြောဆိုခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်